ဗုဒ္ဓဘာသာဝင်နေတော်တော်များများစိတ်ဝင်စားကြသောတာပန်သောတာပန်ပုဂ္ဂိုလ်ဆိုတာမြတ်စွာဘုရားရဲ့တပည့်တာဝကတွေထဲမှာအရိယတာဝကလို့ဆိုတဲ့အရိယပုဂ္ဂိုလ်၈ယောက်ထဲမှာအရိယပုဂ္ဂိုလ်၈ယောက်ထဲမှာပထမနဲ့ဒုတိယသောတာပတိမက္ကဋ္ဌနဲ့သောတာပတိဖလတ်္ထလို့ဒီပုဂ္ဂိုလ်၂ဦး အဲ့ဒီမဲ့သောတပန်လို့ခေါ်တာဟာသောတပတိဖလတ်ထလို့ဆိုတဲ့ပုဂ္ဂိုလ်ခေါ်အခိုက်တန့်လေးကိုဆွဲပြီးတော့ခေါ်တာသောတပန်လို့ဆိုဒီမှာအရိယာဖြစ်ပြီးပုဂ္ဂိုလ်၄မျိုးအ ਨੇ သောတပန်ပုဂ္ဂိုလ်ဆိုတာအရိယာသာဝကထဲမှာပထမဆုံးအဆင့်လို့ပြောတဂရဟံကဒုတိယ အနာဂံကတတိယယဟန္တာကအမြင့်ဆုံးလို့ရသော်ဗျာရဲ့တပည့်တော်ဝကတွေတဆင်းပြီးတဆင်းတိုးတက်မြင့်မားသွားပြီတဏှာဝကလွကင်းသွားကြတဲ့ပုဂ္ဂိုလ်သူမြတ်တွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေအရိယာလို့ခေါ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေသောတပန်ကစပြီးတော့ဖြစ်ကြရတယ် မြတ်စွာဘုရားဒီပင်နဲ့တရားဓမ္မအထုတ်တဲ့အခါမှာရှေးဥစွာသောတာပန်ဖြစ်တယ်ပြီးတော့မှသကရာကံပြီးတော့မှအနာကံပြီးတော့မှယဟန္တာလို့ဆိုအဆင့်ကျော်ပြီးတော့ဘုရားဖြစ်သွားတာမဟုတ်ဘူးစတုမက်ကပฏิပါတိယမက်လေးပါအစဉ်တိုင်းမြတ်စွာဘုရားသောတာပတိမက်ရပြီမှသောတာပတိဖို့သကရာဂမိမက်ရပြီမှသကရာဂမိဖို့ အနာဂါမိမဲ့ရပြီမှာအနာဂါမိဖို့ရတ္တမဲ့ရပြီမှာရတ္တဖို့လို့ဆိုတဲ့နောက်ဖရာဖြစ်သူရောက်သွားတယ်ဒီနေရာမှာတမန်အားဖြင့်မစင်းစားကြတဲ့ပုဂ္ဂိုလ်တွေရတော့မလေးပါဖို့လေးပါဒီအဆင့်တိုင်းဖြစ်တယ်ဆိုတာတမန်အားဖြင့်တော့သိထားကြတော့လည်းပဲတချို့တချို့ပုဂ္ဂိုလ်တွေမှာ ောတပမဖြစ်ပဲနဲ့သကကံအနာကံယဟနာကြောဖြစ်တယ်လို့ယူဆတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိနေတယ်ပေါ့သောတာပန်မဖြစ်ဘဲနဲ့သကရာကံဖြစ်တဲ့ပုဂ္ဂိုလ်သကရာကံကြော်ပြီးတော့အနာကံဖြစ်တဲ့ပုဂ္ဂိုလ်ရသော်ဗျာဒီပင်နဲ့သောတာပန်သကရာကံအနာကံမဖြစ်ဘဲနဲ့ယန္တာဖြစ်ကြော်ပြီးတော့ဖျားဖြစ်သွားတယ်လို့ ဒီလိုထင်မြင်ကြတဲ့ပုဂ္ဂိုလ်တွေထင်မြင်ရုံနဲ့မကဘူးအင်တာနက်မှာတောင် တင်ထားပြီးတော့အဲ့ဒီလိုပြောတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းရှိသေးတယ်တကယ်ရတော့မှန်ကန်မှုမရှိပါဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာအစဉ်တိုင်းကျင့်ရအစဉ်တိုင်းကျင့်ရဒါကြောင့်အနုပုပ္ပ တိတ်ခာအနုပုပ္ပပฏิပဒံစင်တိုင်းပဲခုံကြော်လို့မရဘူးတဲ့ဖားခုံတယ်လို့ခုံပြီးတော့အဆင့်ကြော်ပြီးတော့တက်လို့မရဘူးအစင်တိုင်းပဲသို့တော့မြန်ကျင်တော့မြန်မယ်ပေါ့တထိုင်နေတဲ့သောတပန်ကနေသကရာကံအနာကံယဟနာတန်းပြီးတော့ဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေရှိရသော်ဘုရားရဲ့အဆုံးအမဒေသနာတော်အဆုံးအမ ရဟနာဖြစ်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလေသောတပတိမေသောတပတိဖို့ဆိုတာ၄အစဉ်တိုင်းဖြစ်ပြီးမှသာရဟနာဖြစ်တာဖြစ်တယ်။သို့သောသူတို့အနေနဲ့ကသောတပန်ဘုရားနဲ့ကြာရှည်စွာ နေပြီးမှတဂရဂံဘုရားရောက်တာဒီလိုမဟုတ်ဘူး။တဂရဂံဘုရားမှာကြာရှည်စွာ နေပြီးမှ အနာဂံဘုရားရောက်တာမဟုတ်ဘူး။အနာဂံဘုရားမှာကြာရှည်စွာ နေပြီးမှရဟနာဖြစ်တာတော့မဟုတ်ဘူး။တထိုင်တည်းမှာပဲ ောတပတိမေသောတပတိဖိုးဖြစ်ပြီးတဲ့နောက်မှာတဂရဂါမိမေတဂရမိဖိုးဆိုတာစိတ်အနည်းငယ်ခြားနာပြီးတော့အချိန်အနည်းငယ်ကွဲပြားခြားနာပြီးတော့တဆင်ပြီးတဆင်ဇက်တိုက်ဖြစ်သွားတဲ့ပုံကူမျိုးတွေဒီလိုဆိုလို့တာပေါ့နော်ဒီလိုဆိုလို့အဲ့လိုမဟုတ်ဘဲနဲ့အဆင့်ကျော်ပြီးတော့ဖြစ်သွားတယ်လို့ဒီလိုကတော့မရှိဘူး